်မင်္ဂလာပါရှင် ကျမတော့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ် NLD အစိုးရလက်ထက်ကလျှက်စစ်ထုတ်လုပ်ဖို့စီစဉ်ခဲ့တဲ့တဘာဝတန်းငွေရေ LNG ကနေလျှက်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့သင်္ဘောကြီးဟာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပါတယ် CNDIC China National Technical Import and Export Corporation နဲ့ Hong Kong V Power ကုမ္ပဏီတို့ပိုင်ဆိုင်တဲ့ MV CNDIC V Power Energy သင်္ဘောဟာနိုဝင်ဘာလ14ရက်နေ့ကမြမပင်လယ်ပြင်တွေကိုဝင်ရောက်ခဲ့ပြီးနိုဝင်ဘာလ15ရက်နေ့မနက်အစောပိုင်းက MCV Terminal မှာကြောက်ချရနာခဲ့တယ်လို့တိလဝါစိတ်ကန်းစီကနေသိရှိရပါတယ်။ MVCNDIC Vpower Energy သင်းမောဟာအလျား186.8မီတာနဲ့ရေစု8မီတာနဲ့စုစုပေါင်းတန်ချိန်3600ရှိပြီးဓာတ်အား200မဂါဝတ်ကို14ရက်ကြာထုတ်လုပ်နိုင်မဲ့ LNG တွေကိုတုံလောင်းနိုင်တယ်လို့သိရပါဗျ။အဲ့ဒီသင်းမောကနေကနဦးအနေနဲ့ရန်ကုန်တိုင်းအလုံးတန်လျင်နဲ့တာကီတာမြို့နယ်တွေကိုလျှက်စစ်ပြီးပေးဖို့ရည်ရွယ်ထားတယ်လို့လည်းသိရပါဗျ။ အဲ့ဒီတင်မောကနေတဆင်ရရှိလာတဲ့လျှက်စစ်ကိုသုံးဆွဲကားတွေတုံးမြင့်ပြီးစမှုစုံနေစီကိုပေးမယ်လို့လည်းသတင်းတွေထွက်နေပေမဲ့စစ်ကောင်စီရဲ့လျှက်စစ်ဝင်ကြီးဌာနကတော့တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူးတင်မောကမြန်မာပြည်ကို2020ပြည်နှစ်ကတစ်ချိန်စိုက်ကပ်ဖူးပြီးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်2023ခုနှစ်မှာပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ် လက်ရှိမြန်မာနိုင်ငံမှာရေအားတဘာဝတန်ငွေဆက်နဲ့ဒီဇယ်ဆက်စတာတွေကနေလျှက်စစ်ထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်ပြီးတရက်ကိုမဂါဝက်နာရီ6တောင်းဝန်းကျင်ထုတ်လုပ်နေပါတယ်ရှင်။ပြည်ပမှာစစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တွေလာရောက်ဖျော်ဖြေတဲ့ပွဲတွေကိုစန့်ကျင်တယ်။ Boycott အရှိန်အောင်မြင်နေပြီး Iron Cross ဖျော်ဖြေပွဲကိုပြည်သူတွေဆက်ပြီးတော့ Boycott လုပ်ဖို့အတွက်တော်လိုင်းအင်အားစုတွေကတိုက်တွန်းထားပါတယ်။ဇွဲသစ်တင်ပေးပို့ထားတာပါရှင်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစစ်တပ်ထောက်ခံလူပညာရှင်တွေလုပ်တဲ့ပွဲတွေကိုသွားမကြည့်ကြဖို့စန့်ကျင်တပိတ်မောက်တဲ့ဘွိုက်ကော့လှုပ်ရှားမှုကအထိုက်လျအောင်မြင်ခဲ့ပြီးနိုဝင်ဘာလ22ရက်နေ့မှာကျင်းပမဲ့ Iron Cross ဖြော်ပြပွဲကိုပြည်သူတွေဆက်လက်စန့်ကျင်ဘွိုက်ကော့လုပ်ကြဖို့တိုက်တွန်းနှိုးဆော်နေပါတယ်။မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့နိုဝင်ဘာလပထမပတ်အတွင်းစစ်တပ်ထောက်ခံလူပညာရှင်အစိုးရဂျီဖက်လာဖြော်ပြခဲ့တဲ့ပွဲကိုမလေးရမြန်မာအတိုင်းဝန်စန့်ကျင်တပိတ်မောက်ကြဖို့လှုံ့ဆော်ခဲ့ပေမဲ့ထိရောက်မှုက30ရာခိုင်နှုန်းပဲရှိခဲ့တယ်လို့ဆိုပါတယ်။ မလေးမှာဂျီဖက်ပွဲလုပ်သွားတာနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ဂျီဖက်ပွဲမှာဘွိုက်ကော့ထီအောင်ကူက30ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ပြောလို့ရတယ်80ရာခိုင်နှုန်းကတော့မအောင်မြင်ဘူးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီနေတော့ကျွန်တော်တို့ page ကလည်းကြာနေတယ်ကွာနောက်လျှောက်နှိုးစော်ပေးမယ်အဲ့လိုမျိုးအဖွဲ့အစည်းအနေနဲ့မရှိတဲ့အခါကျတော့ဟိုဘွိုက်ကော့ထီအောင်ကူကတိတ်မရှိခဲ့ဘူးပေါ့နော်ဂျီဖက်ပွဲတော့ပွဲရဲပဲကိုကြည့်မယ်ဆိုရင်ပေါ့ ဒါပေမဲ့ပွဲစဉ်နှစ်ပွဲအဲ့ဒီမှာလုံးဝပွဲနှစ်ပွဲလုံးကိုကြည့်မယ်ဆိုရင်တော့ဘိုင်ကော့ထိရောက်ပေါ်က90ရာခိုင်နှုန်းရှိတယ်။ဘာကြောင့်လဲဆိုတော့မြန်မာចောင်းသားအုပ်စုမှာကျတော့ဘိုင်ကော့ကသူကចောင်းသားမှန်သမျှပါဝင်တာဖြစ်တဲ့အတွက်အဲ့ဒီចောင်းနေမှာလုပ်တဲ့ပွဲတွေကတော့လုံးဝဒီဘိုင်ကော့ပါဆန်တွေပါလာပြီဆိုလို့ရှိရင်တော့တီကြပေါ့။အဲ့ဒီပွဲတွေကပြတ်ကိုပြတ်တာမဟုတ်လို့ထိုင်းနိုင်ငံမှာတော့ IC ရှိုးပွဲလက်မှတ်ရောင်းတဲ့ဆိုင်တွေအကုန်လုံးကိုဘိုင်ကော့ဖို့ FNCC ဘာမှအဖွဲ့ကကြီးညာခဲ့ပြီးတဲ့နောက်တချို့ဆိုင်တွေမှာလက်မှတ်မရောင်းတော့တာ တချို့ဆိုင်တွေကိုပြည်သူတွေအာမပေးတော့တာစတဲ့တရားမှုကြီးတဲ့အထိဘွိုက်ကော့အောင်မြင်ခဲ့ပေမဲ့စားသားဆိုင်ကြီးတွေကတော့ဆက်လက်လုပ်ကိုင်နေပါတယ်ဘန်ကောက်မှာရှိတဲ့မြန်မာအတိုင်းဝိုင်းကကျွန်တော်တို့ IC ရှိုးပွဲအပါအဝင် BCO ထိထိရရောက်လုပ်နေသလားဆိုတော့အဲထိထိရရောက်လုပ်တဲ့အဖွဲရှိတယ်လို့မလုပ်တဲ့အဖွဲလည်းရှိနေသေးရပါတော့။ပွဲမြင်ပျော်ရှင်တတ်တဲ့အဖွဲလေးရောရှိသေးရယ်။ဆိုတော့အဲ့ဒီအဖွဲကြားထဲမှာစိတ်ဝင်ဖို့လည်းလိုတယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ spicy bar လိုမျိုး အာနေရာတွေမှာအရင်တော့ဆက်ဆိုင်ခက်လိုက်ပွဲဆိုလဲတခန်းတနာလုတ်ခဲ့တာပဲလေဆိုတော့အဲ့ဒီတော့ကဘာလို့ PC မလုတ်တာလဲပေါ့နော်ဆိုတော့အခုဒီအချိန်လေးပြန်မြင့်လာတဲ့အခါလူတွေကတော့ awareness ရသွားတာတော့မှန်တယ်အဲလုတ်မယ်ဆိုတဲ့အတိဝင်သွားတာတော့မှန်တယ်အရင်တက်ဆိုင်တော့လုတ်မယ်ဆိုတဲ့အတိဝင်သွားတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့မလုတ်ရသေးတဲ့အဖွဲ့လေးအဲ PC လုတ်ရအောင်ကောင်းမယ်မသိတဲ့အဲလူတန်းသားတစ်ရက်လည်းရှိပါသေးရဲ့ဗျမြမအနာသိန်းစစ်တပ်နဲ့တဏီမဟုတ်တဏီဆက်နွယ်နေတဲ့ဆိုင်နေလုပ်ငန်းတွေကတော့ ီသူကိုတောင်းမှမှာမဟုတ်တယ်လို့ FNCC ဘာမှအဖွဲ့ကလည်း Boycott နဲ့ social punishment ဆက်လုပ်ကြဖို့နှိုးဆော်သွားမယ်လို့ဆိုပါတယ်။ Boycott ကအတန်တိတ်နဲ့ကျွန်တော်တို့ဒီအာနာသိန်းစိုးစုအများကြီးအထိနာစီတယ်။ပြီးတော့သူတို့ရဲ့ဝါရဖြန့်ချီကိုွန်ရက်ကိုအများကြီးအင်အားချိနေတော့လုံနိုင်တယ်ဆိုတော့လူလူကတေချာတိအောင်ကျွန်တော်တို့အများကြီးနှိုးဆော်ရမယ်ပေါ့နော်။ဘာဖြစ်လို့အဲ့လိုနှိုးဆော်ရမယ်လို့ပြောလဲဆိုတော့အဲဝင်းဝေးလမ်းကြောင်းအရာပဲဖြစ်စီ အဲကျွန်တော်တို့ကဒီသူတို့ကိုထိခိုက်စေချင်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ယက်တီမှုနဲ့ယက်တီရှင်သန်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသူတို့ကိုဝင်ဝေလမ်းကြောင်းအရာထိခိုက်စေချင်တာပဲဖြစ်ဖြစ်ကျော်နေသွားစေချင်တာပဲဖြစ်ဖြစ်လုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘွားကော့ကိုတေချာလုံးမရမယ်။နောက်ပြီးတော့သူတို့နဲ့ပတ်သက်နေတဲ့ဒီအစုအဖွဲ့တွေအတိုင်းဝိုင်းတွေမှန်သမျှကိုကျွန်တော်တို့က social punishment တေချာတိတိကျကျလုပ်မယ်ဆိုရင်အဲ့ဒီလူတွေကလူအတိုင်းဝိုင်းထဲမှာဆက်ပြီးရှင်သန်ယက်တီဖို့ခက်ခဲလာမှာဖြစ်တဲ့အပြင်လူအတိုင်းဝိုင်းရဲ့ဖယ်ကျင်မှုကိုကြုံရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အိုက်ဘွားကော့ကိုဒီထက်အများကြီးပို့ပြီးတော့ ဆက်လုပ်ဖို့လိုတယ် social punishment ကိုလည်းတီချာလေးဆက်လုပ်ဖို့လိုတယ်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကထိုင်းမှာပြသခဲ့တဲ့တောဆောင်နေဝင်ပါဝင်တဲ့ပြောတဲ့ရုပ်ရှင်ကို boycott လုပ်ခဲ့တဲ့စန့်ကျင် campaign ကထိထိရရအောင်မြင်ခဲ့ပြီးနိုဝင်ဘာလအတွင်းဘန်ကောက် spicy club မှာလုပ်မဲ့ဖြောပြပွဲအချို့လည်းဖျက်သိမ်းခဲ့ရပါတယ်ပြည်ပရောက်မြန်မာတွေအနေနဲ့စစ်တပ်ထောက်ခံတဲ့နှုပညာရှင်တွေရေပေါ်စီတွေလာရောက်ဖြောပြမဲ့ပွဲတွေကိုသွားအားမပေးကြဖို့ ဘိုက်ကော့နဲ့ဆိုရှယ်ပနိရှမန့်တိတိယယလုံဆောင်ကြဖို့လဲတော်လိုင်းအရာစုတွေကတိုက်တွန်းပြောဆိုနေကြပါတယ်။ကျွန်တော်ဇွဲသစ်ပါ။မကွေးတိုင်းစလင်းမြို့နယ်မှာအာနာသိန်းစရုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပါဝင်နေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တယောက်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဖမ်းဆီးထားတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါဗျ။ ဖန်စီခံရတဲ့သူဟာဥတ္တဝေဆိုသူဖြစ်ပြီးတရားလွတ်တော်ရှိနေတယောက်လည်းဖြစ်တယ်လို့စေအုပ်စုရဲ့ရွေးကောက်ပွဲမှာဥဆောင်ပါဝင်နေတယ်လို့ပြည်သူတွေရဲ့သတင်းပေးပို့မှုအရဖန်စီခဲ့တယ်လို့နိုဝင်ဘာလ15ရက်နေ့ကထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာပါဥတဝေကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီအရေးယူအပြစ်ပေးနိုင်မှုစလင်းမြို့နယ်တရားရေးအဖွဲ့တရားရေးရာလှုပ်ထုံးလုံနေအတိုင်းစီစဉ်ဆောင်ရွက်နေရလို့ NUG ကပြောဆိုထားပါဗျာ စီအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ဆိုပြီး NUG ကဩဂတ်လ24ရက်နေ့ကထုတ်ပြန်ထားသလိုပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်းနိုဝင်ဘာလ6ရက်နေ့ကရွေးကောက်ပွဲအတွက်အတင်းကျပ်မဲပေးစစ်ခိုင်းသူတွေကိုတိုင်ကြားနိုင်ဖို့အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်ရှင်။ British လမ်းမေးအမှုပညာရှင် Ben C ရဲ့အထင်ရှားဆုံးပကြီကားတစ်ချက်ဖြစ်တဲ့ Galway Balloons ကို လန်ဒန်ပြာကန်းတစ်ခုကနေခိုးယူခဲ့တဲ့ Larry Fraser အမည်ရှိတဲ့အမျိုးသားတဦးဟာနိုဝင်ဘာလ14ရက်နေ့တောက်ကြနေမှာထောင်ဒဏ်73လချမှတ်ခဲ့ရပါတယ်။အသက်49နှစ်အရွယ်ရှိတဲ့ Fraser စက်တင်ဘာလရဲ့ညနေချိန်မှာ လန်ဒန်မြို့လယ် area က Gross ပကြီပြခန်းရဲ့အမှန်တကားကိုတူနဲ့ထုခွဲပြီးအမှုပညာရှင်ရဲ့လက်မှတ်ပါရှိတဲ့ပုံနှိပ်လက်ရာကိုခိုးယူခဲ့တာပဲဖြစ်ပါတယ်။မျက်နှာဖုံးတဲ့သူ့ရဲ့ပုံစံအမှန်တွေကိုဖုံးကွယ်ဖို့စူးစမ်းခဲ့ပေမဲ့ Fraser ကို ကင်မရာမှာမှတ်တမ်းတင်နိုင်ခဲ့ပြီးဖောက်ထွင်းခိုးယူမှုဖြစ်ပွားပြီးနှစ်ရက်အကြာမှာပဲရဲတွေကသူ့ကိုခြေရာခံမိသွားပါတယ်။အောက်တိုဘာလမှာသူကအပြစ်ရှိကြောင်းဝန်ခံခဲ့ပြီးတောက်ကြနေမှာတော့ Kingston Crown တရားရုံးကသူ့ကိုထောင်ဒဏ်73လချမှတ်ခဲ့ပါတယ်။အနီရောင်သင်းလုံးပုံမိုးပြန်ပူပေါင်းကိုလက်လှမ်းနေတဲ့မင်းကလင်းငယ်တူဦးရဲ့ရုပ်ပုံပါဝင်တဲ့အဲ့ဒီလက်ရဟာပေါင်2သိန်း9000တန်တမိုးရှိရလို့ရဲတပ်ဖွဲ့ကပြောပါရယ်။လန်ဒန်နဲ့တခြားနေရာတွေမှာလည်းအဲ့ဒီပုံရိပ်ကိုတရုတ်ဖော်ထားတဲ့နေရန်ပကြီးကားတွေအများကြီးရှိပါရယ်။ Gelwith Balloons ပကြီကတော့2002ခုနှစ်မှာလန်ဒန်မြို့ Shortish ရက်ကွက်ကလမ်းနေပေါ်မှာပထမအဦးဆုံးပေါ်ပေါက်လာတာဖြစ်ပြီးအဲ့ဒီပကြီကရဲ့ version အမျိုးမျိုးကို2004ခုနှစ်မှာလန်ဒန်မြို့ရဲ့ Thames Bay မှာရှိတဲ့တောင်ပိုင်းကမ်းပါနေမြေမှာနဲ့2005ခုနှစ်မှာတော့ Israel ရဲ့အနောက်ဘက်ကန်စီယိုနေရံဒီမှာဖန်တီးခဲ့ပါတယ်ရှင် ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။